တို့မမအနာဆက်ရှင်နဲ့အသက်ပြည့်ကစားကျွန်တော်ကြီးကိုမင်းဘာဖြစ်ချင်လဲလို့မေးတော့တပုံဖြစ်ချင်တယ်တဲ့ရှန်တကြဗမာတကြအစားတိုင်းရင်းသားတွေနှစ်ပြားတမှုပဲရခဲ့တဲ့အခါဒီတိုင်းပြည်မှာလူငယ်တွေတပုံဖြစ်ချင်ကြတာမဆန်ဘူးမလားမမအနာအာနာရှင်စနစ်အောင်မှာကျွန်တော်ကိုမွေးခဲ့တယ်ကြက်မပြေတဲ့ဒီမိုကရေစီခေတ်ကြီးတဲ့ကြီးပြင်းခဲ့တယ်လက်နက်ဘာသာစကားမတက်ရင်လူရမွေးနဲ့ခေတ်ကိုဖျက်တမ်းခဲ့ရတော့ တော်လန်ရေးဆိုလူငယ်တွေရဲ့တာဝန်တစ်ခုလို့စိတ်ထဲဆွဲခဲ့တယ်။ကျွန်တော်တို့ကနိုင်ငံသားဆိုပေမဲ့ဒုတာဝန်အရေးသုံးမှဥထိတ်ထားတဲ့ဆိုတဲ့သူတွေနဲ့စစ်စေးရေးဂိမ်းမှာတွေ့တိုင်းစတင်မြင်းဆောင်ကဟာမျက်နှာအငရဆုံးမဲမမအနာ။အသားနဲ့နဲ့ညိုတော့မင်းရခိုင်လားတဲ့ရခိုင်တန်ဝဲဝဲလေးနဲ့ရိုးမတောင်ကျော်ခွင့်ရဖို့နှစ်ပေါင်းဆယ်နဲ့ချီအောက်ကျော်ခံဘူးတဲ့သူတွေဟာဒီနိုင်ငံထဲကအပြောင်မြောက်ဆုံးတပုံတွေပါမမအနာ။ 2019မှာရခိုင်တော်လှန်ရေးအရှိန်ပြင်းလာတော့ဒီမိုကရေစီတမူးသားကိုစံစားနေတဲ့လူတွေက ရခိုင်တွေဟာစာမတက်ပေမတန်ဘူးကလန့်နေတယ်။ဆီအာနာရှင်လက်အောက်မှာရော ဒီမိုကရေစီလက်ထက်မှာပါရခိုင်တွေ အသက်ကိုဝဝလင်လင်ရှူခွင့်မရခဲ့ပါဘူးမမအနာ။ကျွန်တော်တို့တွေဟာအကြမ်းဖက်ဖြစ်ကားဖြစ်လိုက်မဟာမိတ်ဖြစ်ကားဖြစ်လိုက်မလို့တမျိုးလူတမျိုးနဲ့အသားကျနေခဲ့ပါပြီမမအနာနောက်ကျောကိုဓာတ်နဲ့ထိုးခဲ့တာလေ သူတို့ပဲ ပန်းကုန်းစုပြီးမျက်နှာပြောင်တိုက်ကြိုးဆိုတော့လေသူတို့ပဲဆရာစန်းကျော်စာဝင်းကတော့အညာအကြီးဆိုတဲ့နာမည်အတိုင်းအညာဟာချီးမွားနေပြီတဲ့ရခိုင်ကတော့ဒီမိုကရေစီမိခင်ကြီးဦးဆောင်တဲ့လက်ထက်ကလေးကချီးမွားခဲ့ပြီဆိုတာအန်ကျိပြီးပြောပြခြင်းတည်းအယက်သားယာနဲ့ချီတက်ဖြတ်ခံရအယက်သားလူနေအိမ်တောင်းနဲ့ချီမိရှုခံရပေမဲ့ရခိုင်တွေဟာလူအခွင့်ရေးလို့မဟုတ်ခဲ့ သူတို့လိုချင်တာကိုကံကြမ္မာကိုကိုပန်တီးခွင်းနဲ့ကိုဒေတာလွတ်မြောက်ရေးအတွက်အသက်တွေစတိရဘဝတွေပေးရနဲ့ရခိုင်သွေးရဲရဲတောက်ပါရဲမမအနာတို့မမအနာရခိုင်မြောက်ပိုင်းက ရွာတွေရာနေချီမီးရှို့ဘူရိုစာနဲ့ထိုးခဲ့တဲ့ကိစ္စလူတွေခုနှစ်သိန်းနှင်ထုတ်ခံခဲ့ရတဲ့ကိစ္စအမျိုးသမီးတွေထောင်းနေချီဘလက်ကာယာပြုကျင့်ခံခဲ့ရတဲ့ကိစ္စ လူတွေထောင်နဲ့ချီတက်ဖြတ်ခံရတဲ့ကိစ္စဒီလိုရင်းနေအားစရာကောင်းတဲ့ဇလန်းတွေအချိန်ခဏလေးနဲ့တန်ရကျက်သွားတယ်လေလားဒီလိုပါမမအနာစစ်ရာဇဝတ်ကောင်းလေးကို ICJ ကိုခုံယုံတင်တရားဆွဲတော့လေသူတို့ပဲအခုပြန်တီးတက်အင်အားကိုဖြစ်တင်းစစ်ဝင်ကူတိုက်ပြီးတော့လေသူတို့ပဲတည့်ကြီးရတယ်နော်မမအနာဒါနဲ့များသူတို့ဟာရခိုင်ဒေသမှာလူအခွင့်ရေးချိုးဖောက်ခံနေရတော့ဦးနဲ့ကျွန်တော်တို့တွေဟာတရားမျှတရေး လူမှုသားစာရဖြစ်ရေးလက်ကင်ထားသလောက်တချို့လူတွေကတော့မူသားဝါဒနဲ့ကဘာကြီးကိုလှည့်စားပြနေတယ်မမအနာတနေ့နေ့ဆုံးဖြစ်ကြရင်ရခိုင်မှာပုံမြင်မဟုတ်တဲ့ဂွင်းစင်ဇလန့်တွေအကြောင်းဇက်ရည်လေအောင်ပြောပြဦးမယ်မမအနာတို့မမအနာမိုးဦးရောက်တိုင်းမုန်တိုင်းဝင်တက်တဲ့ရခိုင်မှာတိမ့်နဲ့ချီတဲ့စစ်ဘေးရှောင်တွေအမိုးအကာမရှိကြသေးဘူးတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကရခိုင်အရေးစိုးရိမ်နေလို့စတင်မန်ထုတ်ပြန်တဲ့သူတွေဒေါ်လာအပိုင်းစာလေးများမှစာကြရင်ထိုက်ရှိခိုးအုံးမယ်လို့တွေးမိပြန်တယ်။နာတာရှည်ယောဂာတဲ့ကြီးတွေကိုလမ်းတွေပိတ်တရားတွေမိုင်းခွဲ လူနာတွေဆေးကုကွင်မရနဲ့ရခိုင်တွေဟာအသည်းမခိုင်တော့ပါဘူးမမအနာ။တနေ့ကမြမလေးတယောက်ကြီးပြတယ်။လူဘဝမှာဒီလောက်ငရဲခံရပြီးပြီ နောက်ထပ်ငရဲထက်ရှိသေးလားတဲ့။ဒီကလာတဲ့ကိုကကြမှာကိုဖန်တီးခွင့်ရဖို့တွေးချွေး အသက်တွေပေးဆက်ခဲ့ရတဲ့ကျွန်တော်တို့ညီကိုရင်းတွေအလေးပြုရအောင်မယ်။ဒါနဲ့မမအန်နာဒီနေ့ညရောအိပ်ပျော်ရဲ့လား။ Secret တွေတိမ်မတောက်တော့နဲ့ရခိုင်ဒေတာလွတ်လပ်ရေးရတဲ့တနေ့ရခိုင်တို့ရဲ့ Venus မြဥမျိုးဟောင်းကိုအသေးချလိုက်ပို့ပါမယ်။လွမ်းခိုင်ရေးသားသည်